အချို့လည်းပဲဘုသူတ္တကြားရင်ကြားဘူးကြမှာပေါ့လေအာဝိဇိတာဌာန၄ပါးတို့တံဝိဇနိယ၄ပါးတို့အဲ့ဒါကအာဝိဇဟိတာဌာန၄ပါးဆိုတာပါတော့ဆိုတော့ဝဲတော်မူတာဘုရားရှင်ကိုတော်မြတ်တိုင်းကိုတော်မြတ်တိုင်းဘုရားတို့မစော့ဘုရားအဆူဆူတို့မစော့အပ်တော်နေရာဒီအာဝိဇဟိတာဌာနပဲ။ Era berin bene yare le zoro bodi balin. Enia nanga, dine kese enia nanga, boda kaya, kaya di dama sida. Ma bodi bene yaha, paya asuzu, ari niya mawe paya abje ko yau de. No, periboga ziri nina buzo zin, era buzo lu yare niya. Paya da suda maha buo. ။ဘုရားလောင်းတော်တို့ရဲ့ဇာတိနေရာမွေးရနေရာဒိတတွေကတော့ကွာခြင်းကွာမယ်ဘုရားဖြစ်ရနေရာမကွာဘူး။ဘယ်နေရာမှာပဲ။ဘောဓိပင်အမျိုးသားတွေကတော့ကွာခြင်းကွာမယ်ညောင်ပင်လည်းဖြစ်ခြင်းဖြစ်မယ်၊ကန့်ငောပင်လည်းဖြစ်ခြင်းဖြစ်မယ်တခါတချို့ဝါပင်တောင်ပါတယ်နော်။ဘုရားဖြစ်ရာဘောဓိပင်နေရာဘုရားဖြစ်ရာဌာနကတော့အဲ့ဒီနေရာပါပဲဒါနံပါတ်1ဘုရားရှင်တိုင်းမစွန့်နေဘူး နံပါတ်၄ဓမ္မစကြာတရားဟောတော်မူရာမိဂရာဝတော်တဲ့ဘုရားအဆူဆူတို့သည်ဘုရားဆူဆူတို့သည်ဘုရားအဖြစ်ကိုရောက်တော်မူပြီးတော့ဓမ္မစကြာတရားဟောတာလေအဲ့ဒီနေရာမှာပဲဟောတယ်အစားနေရာမဟုတ်အမြင့်တမချက်ဒီအခေါ်တွေအဆောင်နေချိန်ကာလလည်းရွေလျောပြောင်းလဲနေပြီမဲ့လို့နေရာကတော့ဒီနေရာပဲ နောက်တစ်ခုသာဝရဏနတ်ပြည်ကို မေရမိနတ်သားကိုတက်ပြီးတော့အပိဓမ္မာတရားဟောပြီးတော့ပြန်ဆင်းလာတဲ့အခါတင်ကတနဂိုမြို့တောင်တကားမှာပထမခြေတော်ချရာဌာနအဲ့ဒါလည်းဘုရားအဆူဆူတို့တောင်ဝန်သာနတ်ပြည်ကလည်းဆင်းပြီးတော့ပထမခြေတော်ဟိုအဲ့ဒီနေရာမှာပဲချရတဲ့ဒါလည်းဘုရားအဆူဆူတို့မစွန့်တော့အဝိဇ္ဇဟိတာဌာနတော့ဒီလိုခေါ်တယ် နံပါတ်၄နောက်တစ်ခုကစေတဝန်ကျောင်းတော်ဂန္ဓာကိုရီတိုင်မှာရှိနေတဲ့ခြေလေးကျောင်းရှိသောညောင်ဆောင်ခြေရာဒါအမှန်တန်ပူဇော်စရာကောင်းတယ်နော်ဦးဇင်းတို့ဘုရားတဆုမဟုတ်ဘူးဘုရားအဆူဆူတို့ဒီအဲ့ဒီညောင်ဆောင်ခြေတော်နေရာလေးကိုမှာပဲညောင်ဆောင်ကရင်လေးခြားပြီးတော့လျောင်းဆက်တော်မူခဲ့ကြတယ်ကျင်းဆက်တော်မူခဲ့ကြတယ်အနာယူတော်မူခဲ့ကြတယ်အဲ့ဒီနေရာလေးမှာပဲခန္ဓာကိုယ်ဒီတိုင်း ကြောင်းပုံစံအမျိုးမျိုးနဲ့ခေတ်ကာလအားလျော်စွာဥဇော်လူသားကြတဲ့ဒါရကမတွေအမျိုးမျိုးအားလျော်စွာကြောင်းတိုင်းနာမည်အမျိုးမျိုးကြောင်းဆောင်ပုံစံအမျိုးမျိုးဂရင်ပုံစံအမျိုးမျိုးကြောင်းလဲကောင်းကြောင်းလဲသွားပြီမလို့ဘုရားရှင်ပရောမြတ်တို့တရင်သုံးခဲ့တာဘုရားအဆူဆူတို့တရင်သုံးခဲ့တယ်မစွန့်လွတ်အပ်သောနေရာဘုရားအဆူဆူတို့မစွန့်လွတ်အပ်သောအဝိဇ္ဇဟိတဌာနနေရာတပါးတို့ဒီလိုမှတ်ရတယ်အေးဒါအဝိဇ္ဇဟိတဌာန၄ပါးလို့ခေါ်တယ် ဘုရားရှင်အသုံးပြုတော်မူတဲ့အတွက်ကြောင့်မို့လို့ပရိဘောဂဇေဒီတော်အနေနဲ့မျက်မျက်နှုံးနှုံးလေးလေးစားစားပူဇော်မယ်ဆိုရင်ပူဇော်ပွဲရာနေရာကုသိုလ်ဖြစ်နိုင်ဖို့ကုသိုလ်ဖြစ်နိုင်ကြောင်းနေရာတွေပေါ့